မင်္ဂလာပါခင်ဗျာကျွန်တော်ကဒီသင်ခန်းစာလေးမှာဆိုရင်တော့ Microsoft Word file ကိုလော့ဘလိုခတ်မလဲဆိုပြီးတော့မိထားတဲ့သင်တန်းသားလေးတွေတွေ့ရတဲ့အတွက်ကျွန်တော်ဒီရဲ့သင်ခန်းစာလေးမှာဆိုရင်တော့ Microsoft Word file တွေကိုကျွန်တော်တို့ lock ခတ်တဲ့နီးပြန်ပြီးတော့မှ lock ဖြည့်တဲ့နီးလန်းလေးတွေကိုကျွန်တော်ဒီသင်ခန်းစာမှာမျှဝေပေးသွားမှာဖြစ်ပါတယ်ကျွန်တော်တို့ကို Microsoft Word နဲ့အရေးကြီးတဲ့ data ချက်အလက်တွေစာစီစာရိုက်ပြုလုပ်ထားရဆိုရင်အဲ့ဒီ data ချက်အလက်တွေကိုအခြားသူတွေကိုအလွယ်တကူဝင်ပြီးတော့မှကျွန်တော်တို့ပြင်လို့မရအောင်အလွယ်တကူဝင်ပြီးတော့မှကြည့်လို့မရအောင်ကျွန်တော်တို့ကိုရိုက်ထားတဲ့ Microsoft Word file လေးကို lock ခတ်ထားခဲ့လို့ရပါတယ်ဒီတော့ကျွန်တော်နမူနာအနေနဲ့ စာစီစာရေးပြုလုပ်ထားတဲ့ကျွန်တော်တို့ Microsoft Word file လေးတစ်ဖိုင်ကိုတစ်ချက်လောက်ဖွင့်လိုက်ပါမယ်။ဒီတော့ကျွန်တော်တို့အခုဒီမှာဆိုရင်စာစီစာရေးလောက်ထားတဲ့ဒီဖိုင်လေးကအလွယ်တကူကျွန်တော်တို့ဖွင့်လို့ရတယ်။ဖွင့်ပြီးတော့မှအသုံးပြုလို့ရတယ်။ဒီတော့အခြားသူတွေကိုကျွန်တော်တို့ DF file လေးကိုအလွယ်တကူဖွင့်ပြီးတော့အသုံးပြုလို့မရအောင်ဒီရကျွန်တော်တို့ file ကို password လေးခတ်ပြီးတော့မှသိမ်းထားခဲ့လို့ရပါတယ်။ဒီတော့ကျွန်တော်တို့ password ခတ်တဲ့နီးလန်းလေးကလည်းအရန်လွယ်ကူပါတယ်။ကျွန်တော်တို့ file နဲ့ကျွန်တော်တို့ဝင်ပေးရပါမယ်။ final နဲ့ပြီးတော့မှကျွန်တော်တို့ဒီမှာ info ဆိုတဲ့အထက်ကိုကျွန်တော်တို့ click တစ်ချက်နှိပ်ပြီးတော့ဝင်ပေးရမှာဖြစ်ပါတယ်ကျွန်တော်တို့ဒီမှာ final နဲ့ပြီးတော့ info ပြီးတော့ပြီဆိုရင်တော့ကျွန်တော်တို့ဒီမှာ product document ဆိုတဲ့အထက်ကို click တစ်ချက်နှိပ်ပြီးတော့ဝင်ပေးလိုက်ပါမယ် product document ဆိုတဲ့အထက်ကိုဝင်လိုက်တဲ့တပြိုင်တည်းအခုလိုမျိုးလေးတွေကျွန်တော်တို့ကြာလာပါလိမ့်မယ်ကျွန်တော်တို့က Microsoft Word file ကို password ခက်ချင်တာဖြစ်တဲ့အတွက် encrypted password ဆိုတာလေးကိုကျွန်တော်တို့ click တစ်ချက် နှိပ်ပေးရမှာဖြစ်ပါတယ်ဒီတော့ကျွန်တော်တို့ဒီရက်ကျွန်တော်တို့ပတ်စဝဆိုတဲ့နေရာလေးမှာကိုပေးလိုတဲ့ပတ်စဝလေးကိုကျွန်တော်တို့ရိုက်ထည့်ပေးရမှာဖြစ်ပါတယ်ကျွန်တော်တို့ဒီမှာပတ်စဝလေးတစ်ခုခုကျွန်တော်တို့ထည့်ခဲ့လိုက်ပါမယ်ပြီးရင်တော့ okay နှိပ်ခဲ့လိုက်မယ်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ဒီမှာနောက်ထပ်တစ်ခါကိုပေးထားတဲ့ပတ်စဝလေးကိုထပ်ပြီးတော့မှထည့်လိုက်ပါမယ်ပြပြဆိုရင်တော့ okay ဆက်ပြီးတော့နှိပ်မယ်။ဟောနှိပ်လိုက်တဲ့တပြိုင်တည်းဒီက Microsoft Word file လေးကကျွန်တော်တို့ lock ခံပြီးသားလေးဖြစ်သွားပါလိမ့်မယ်။ အခုလောလောဆယ်ကျွန်တော်တို့က DF file လေးကိုထပ်ပြီးတော့မှသိမ်းပေးရမှာဖြစ်တဲ့အတွက်ကျွန်တော်တို့စိတ်ဆိုတာလေးကိုထပ်ပြီးတော့နှိပ်ပေးလိုက်ပါမယ်ပြီးပြီဆိုရင်တော့ DF file လေးကိုကျွန်တော်တို့ပိတ်လိုက်မယ်ပြီးရင်ကျွန်တော်တို့အစားအနေပြီးတော့မှပြန်ပြီးတော့ဖွင့်ကြည့်လိုက်ပါမယ်အစားအနေကျွန်တော်တို့ပြန်ပြီးတော့ဖွင့်လိုက်တာနဲ့တပြိုင်တည်းဒီရကျွန်တော်တို့ Microsoft Word file လေးကအလွယ်တကူတန်းပြီးတော့ပွင့်မလာတော့ဘဲနဲ့ကျွန်တော်တို့ကိုပေးထားတဲ့ password လေးတောင်းနေမှာဖြစ်ပါတယ် ဒီတော့အစောနောက်ကကျွန်တော်တို့ပေးခဲ့တဲ့ password လေးကိုရိုက်ထည့်မယ်ပြီးတော့ပြီးဆိုမှ okay လေးနဲ့ဟောဒါမှပဲကျွန်တော်တို့က df file လေးဟာပြန်ပြီးတော့မှပွင့်လာမှဖြစ်ပါတယ်ဒီတော့ကျွန်တော်တို့ကိုက microsoft word နဲ့အရေးကြီးတဲ့ data အချက်အလက်တွေစာစီစာရေးလုပ်ထားတဲ့အခါမျိုးအခြားသူတွေကိုပေးပြီးတော့မှမသုံးစေချင်တဲ့အခါမျိုးမှာအခုနီလန်လေးအတိုင်းကျွန်တော်တို့ password ခတ်ထားခဲ့လို့ရပါတယ်ဒီတော့ password ခတ်ပြီးသွားတဲ့အချိန်မှာ password ကိုကိုကမထားချင်တော့ဘူးပြန်ပြီးတော့ဖြုတ်ချင်တယ်ဆိုရင်လည်းအလွယ်တကူဖြုတ်လို့ရပါတယ် ျွန်တော်တို့ file နဲ့နေပြီးတော့မှ info ဆိုတဲ့အထဲကိုကျွန်တော်တို့ထပ်ပြီးတော့ဝင်ပေးရမယ် product document ဆိုတဲ့အထဲကိုဝင်ပေးရပါမယ်အစွမ်းအားလိုပဲကျွန်တော်တို့ uncrywe password ဆိုတဲ့အထဲကိုဆက်ပြီးတော့ဝင်မယ်ဟောဒီရဲ့နေရာလေးမှာကျွန်တော်တို့ copy ထားတဲ့ password လေးတွေကိုဆက်လက်လေးမှတ်ပြီးတော့မှ keyboard ကနေပြီးတော့ passphrase နဲ့ကျွန်တော်တို့ဖြတ်ခဲလိုက်ပါမယ်ပြီးရင်တော့ကျွန်တော်တို့ okay လေးနှိပ်ခဲလိုက်မယ်ဒါဆိုရင်တော့ကျွန်တော်တို့ Microsoft Word file မှာ ကိုပေးထားတဲ့ password လေးတွေကကျွန်တော်တို့ပြုတ်သွားပြီဖြစ်ပါတယ်။ဒီတော့ဒီ file ကိုကျွန်တော်တို့ကထပ်ပြီးတော့မှသိမ့်ပေးရပါမယ်။ဒါကြောင့်ကျွန်တော်တို့ save password လေးကိုထပ်ပြီးတော့မှနှိပ်ခဲ့ပေးရမှာဖြစ်ပါတယ်။ save ကိုမနှိပ်လို့ဆိုရင်တော့ကျွန်တော်တို့ password ကပြည်မှာမဟုတ်ဘူးပေါ့နော်။ဒီတော့ကျွန်တော်တို့က save password လေးနှိပ်ခဲ့မယ်။ပြီးသွားပြီဆိုရင်တော့ဒီ file လေးကိုကျွန်တော်တို့ close နဲ့ပိတ်လိုက်မယ်။အစားအနေပြီးတော့မှပြန်ဖွင့်လိုက်တယ်ဆိုရင်တော့ကျွန်တော်တို့ပေးထားခဲ့တဲ့ password တွေကပြုတ်သွားပြီးတော့မှမူလအတိုင်းကျွန်တော်တို့ဒီ file လေးကချက်ချင်းတန်းပြီးတော့ ပွင့်လာမှာဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့ Microsoft Word file တွေကို password ခတ်တဲ့နီလန်းလေးနဲ့ password ပြန်ပြီးတော့မှဖြုတ်တဲ့နီလန်းလေးတွေဖြစ်ပါတယ်အားလုံးနားလည်လောက်မယ်လို့ထင်ပါတယ်ဒီရဲ့သင်ခန်းစာလေးကိုကိုယ်ကိုယ်တိုင်လက်တွေ့လိုက်ပြီးတော့လေ့ကျင့်ကြည့်ပေးပါအကယ်၍ကိုယ်ကိုယ်တိုင်လေ့ကျင့်တဲ့အခါမှာမရတဲ့နေရာလေးတွေရှိတယ်ကျွန်တော်သင်ပေးတာနားမလည်လိုက်တဲ့နေရာလေးတွေရှိတယ်ဆိုရင်လည်းကျွန်တော်ပြန်ပြီးတော့မှမေးမြန်းပေးလို့ရပါတယ်အကယ်၍ကိုယ်ကိုယ်တိုင်လေ့ကျင့်ပြီးသွားပြီးကိုယ်လည်းအမှန်တကယ် Microsoft Word file ကို လော့ခတ်တက်နေပါပြီဆိုရင်တော့ဒီသင်ခန်းစာရဲ့ comment လေးမှာ DONE dance ဆိုပြီးတော့ရေးခဲ့ပေးပါဦးခင်ဗျာဒါမှကျွန်တော်သင်ပေးတဲ့သင်ခန်းစာတွေကိုဘယ်သူတွေကတော့အမှန်တကယ်လိုက်ပြီးတော့လေ့လာနေပါတယ်လေ့ကျင့်နေပါတယ်ဆိုတာလေးတွေကိုကျွန်တော်ကိုယ်တိုင်လည်းသိရအောင်လို့ပါအခုဒါဆိုရင်တော့ကျွန်တော်ဒီသင်ခန်းစာလေးကိုဒီမှာပဲရှင်းလားလိုက်ပါမယ်အားလုံးအဆင်ပြေကြပါစေခင်ဗျာ